ကင်းနီပြည်နယ်ဒီမော်ဆိုမြို့နယ်မှာမနေ့နိုဝင်ဘာ3ရက်မနက်ပိုင်းကစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကင်းနီပြည်ရဲဌာနတပ်ဖွဲ့ဝင်5ဦးတေဆုံးက9ဦးထပ်မနေ့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေမြေတင်းကြီးမြေတွေကလူလူမြေမှာကိုပြောပါတယ် ဒီမော်ဆိုမြို့နယ်နောက်ချမ်းက KNDP ရဲဌာနရုံးခန်းနေရာကိုမနေ့ကမနက်9:00နာရီဝန်းကျင်မှာစစ်ကောင်ရှင်တပ်မှ FVV မျိုးစားကာမီကာစီရဲ့ဒရုန်းဖြင့်ဝိုင်တိုင်းမျိုးစားလေးတွေအုံပြုက60မမဘုံးတိနဲ့ပေါင်150ဘုံးတိတွေဖြင့်ကျဲချခဲ့တဲ့အတွက်ရဲဌာနရုံးခန်းတစ်ခုလုံးနဲ့မော်တော်ယာဉ်ချုပ်ပါထိခိုက်ပျက်စီးသွားခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ ဗုံးချက်တိုက်ခိုက်မှုတွေစတိုက်ပြုလုပ်ခဲ့တဲ့အတွက်ကင်းနီဘီရဲဌာနရတပ်ဖွဲ့ဝင်ရဲမိတ်တဦးနဲ့ရဲဘော်တွေဦးစုစုပေါင်း5ဦးသေဆုံးခဲ့တယ်လို့9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကဒဏ်ရာရရှိသူ2ဦးမှာအသက်အန္တရာယ်ဆုံးရတဲ့အခြေအနေမှာရှိနေတယ်လို့မြေပြင်ကူညီကယ်ဆယ်ရေးလှုပ်ဆောင်သူတွေကပြောပါတယ်တရင်ပိတွေရှိနေတဲ့အတွက်ရုံးနေရာတိကျကိုစစ်ကောင်စီတပ်ကတိရှိခဲ့ကကာမီကာစီရဲ့တေကန်ဒရုန်းပါဝင်လေရင်တွေနဲ့ပါဇက်တိုက်ပုံချင်းတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ကင်းနီစီရဲ့တရင်ရင်းမြစ်တွေကရဲကုန်ခေတ်တဲ့တရင်ဌာနကိုဖြေဆိုထားပါတယ် စစ်ကောင်မရှင်တပ်သုံးပြီးခဲ့တဲ့ FVB မျိုးစားကာမီကာဆီရဲ့တေခန် drone တွေဟာမိုးပြင်းရကနေတက်လာတာဖြစ်ပြီးဝိုင်တန်မျိုးစားလေယာဉ်တွေကတော့တောင်ဝလီဒါစကန်ကနေတက်လာတာဖြစ်နိုင်တယ်လို့ဝင်းစောက်ကြီးသတင်းရှိမိတွေကပြောပါတယ်စစ်ကောင်မရှင်တပ်ဟာပြီးခဲ့တဲ့အော်တိုဘာလကစပြီးဒီမော်ဆိုမြို့နယ်တွင်ကိုစစ်ကြောင်းလုံးဝဖြင့်ထိုးစစ်ဆင်နေတဲ့အတွက်ကင်းဒီမျိုးသားကာဝေးတပ် KNDF ဖူအောင်ဖွဲ့တွေနဲ့နေစဉ်ဆွေးနွေးတိုက်ပွဲတွေဖြစ်ပွားနေပါတယ် KNDF ပူးပေါင်းဖွဲ့တွေတိုက်အင်အားတားလို့နေတာအပြင်နေပြည်တော်ကျွမ်းကျင်မှုတွေကြောင့်စစ်ကောင်စီတပ်အနေဖြင့်ထိခိုက်ကြဆုံးများနေပြီးလေကြောင်းတိုက်ခတ်မှုတွေကိုပုံမအားထကစီးပင်းစင်တာရှိလာတယ်လို့မြေပြည်သတင်းရင်းမြစ်တွေကလူလူမြမာကို ပြောဆိုထားပါတယ်။